မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူမျိုးနဲ့ပြိုင်းစေးကိရွာစစ်ကောင်စီတပ်စခန်းကိုအေးအေးတိုက်ခိုက်သိမ်းပိုက်မှုစစ်တပ်ဘက်မှ50ထက်မနည်းသေဆုံးပြီးအများအပြားအရှင်ဖမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ရက်ခိုင်ပြီးကြောက်ပြူမျိုးအမှတ်32ရဲတက်ရင်ခကင်းစခန်းဖြစ်သောပြိုင်းစိကေကျွော်ရှိစစ်ကောင်စီတပ်စခန်းကိုအာရကတပ်တော်အေအေကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား50ဦးထက်မနည်းသေဆုံးသွားပြီးအများအပြားကိုအရှင်ဖမ်းဆီးရရှိကြောင်းအေအေသတင်းရင်းမြစ်ကပြောဆိုပါရယ်စစ်အာတရာရှိသောပြိုင်းစိကေကျွော်ရှိစစ်ကောင်စီစခန်းကိုအာရကတပ်တော်အေအေကအလုံးအင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီအမှတ်32ရဲတပ်ရင်းကိုလည်းအေအေကဝင်ရပိတ်ဆို့နေ့စဉ်တိုက်ခိုက်နေကြောင်း ။ယခုရက်ပိုင်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှတပ်သား90ဦးထက်မနည်းကိုရှင်းလင်းနိုင်ခဲ့ပြီးအများအပြားအရှင်ဖမ်းဆီးရရှိကြောင်းသိရပါဗျ။ကျောက်ပြူမျိုးနေရှိစစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခုမှာစစ်ကူပေးပို့နိုင်ခြင်းမရှိစေရန်အာရကတပ်တော် AA ကအဖက်ဖက်မှာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားကြ။ AA ဤကျောက်ပြူမျိုးသိမ်းတိုက်ပွဲမှာစစ်ကောင်စီနှမ်းဖဲတောင်တပ်စခန်း၊မင်းတပ်တောင်တပ်စခန်းနဲ့လက်ခမော်တပ်စခန်းတို့ကိုသိမ်းပိုက်ထားပြီးလက်ရှိတွင်အမှတ်32ရဲတပ်ရင်းကိုဦးတည်တိုက်ခိုက်နေကြောင်းသိရပါသည်။ ကြောက်ပြူတိုက်ပွဲကိုစစ်ကောင်စီကကြီးရည်လေးသုံးခုစလုံးဖြင့်ခုခံတိုက်ခိုက်နေတော့လေအာရခတက်တော် AA စစ်ရေးအသားစီးရရှိနေကြောင်းရခိုင်ပြည်စစ်ရေးသုံးသက်သူများကပြောဆိုထားကြပါတယ်ဆက်လက်ပြီးမြန်မာတရုတ်နယ်စပ်မိုင်းပေါက်တွင် UWSA ကမြေရှားတပ်ထုတူဖော်မှုရှစ်ဆတူးချစ်လှုပ်ဆောင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမြန်မာတရုတ်နယ်စပ်မိုင်းပေါက်တွင် UWSA ကရေရှားတပ်ထုတူဖော်မှုများရှစ်ဆတူးချက်လှုပ်ဆောင်လာနေကြောင်း ရှမ်းလူခွင့်ရေးမှန်းနိုင်အဖွဲ့ကယမန်ဒီတရင်ထုတ်ပြန်ပါတယ်။လက်ရှိရိုက်ကူးထားသောဂျိုလူတပ်ပုံများအရာဝါပြည်သွေးစည်းညွညွရေးတပ်မတော် UWSA ထိန်းချုပ်ရာဒေသရှမ်းပြည်နယ်မြောက်ပိုင်းမြန်မာတရုတ်နယ်စပ်အနီးမိုင်းပေါက်တွင်မြေရှားတပ်ထုတူဖော်မှုများမှာ2025ခုနှစ်ကထက်ရှစ်ဆများပြားလာကြောင်းထို့သောမြင့်တက်လာမှုကြောင့်ဒေသတွင်းရေအေးမြစ်ကိုအနည်းငယ်ရှိသည့်ညဉ့်ဉန်းစေနိုင်ပွဲရှိနေကြောင်းအဆိုပါအဖွဲ့ကဆိုပါရင်၂၀၁၅ခုနှစ်တွင် မိုင်းပေါက်ဒေသတွေမြေရှားတပ်ထု၃တွင်းသာရှိခဲ့တော်လေ2025ခုနှစ်ဖေဖော်ဝါရီလတွင်ချိုရုတပ်ပုံများအရာမြို့ဤထောင်ပတ်ရှိထောင်ကုန်းများတလျှောက်တွင်မြေရှားတပ်ထုတွေ26ခုကျော်မှာပြန့်နှံ့လာကြောင်းအဆိုပါတပ်ထုတွေများထဲမှာ၃ခုမှာမြို့နှင့်၃ကီလိုမီတာ၄ကီလိုမီတာခန့်သာကွာဝေးကြောင်း မိုင်းပေါက်အနီးပတ်ဝန်းကျင်ရှိတပ်ထူတွင်းနေရာများ၏ထူးခြားသောပုံစံဖြစ်သည့်အဝိုင်းပုံထုတ်လုပ်သည့်ကံများစီတန်းဒီပုံမှာကချင်ပြည်နယ်ရှိမြေရှားတပ်ထူဒူးပေါ်ရေလုံငန်းများ၏ပုံစံနှင့်အတိအကျတူညီနေပြီးထိုနေရာများတွင် NCU Lichin ခေါ်မြေအောက်မှတိုက်ရိုက်ထုတ်ယူသည့်နီလန်ကိုအသုံးပြုကြောင်းမိုက်ပေါက်အနီးရှိနေကန်တပ်ထုတွင်လုံသားများကအွန်လိုင်းတွင်မျှဝေထားသောဗီဒီယိုဖိုင်ကလည်း NCU Lichin နီလန်ကိုအသုံးပြုနေကြောင်းရှင်းလင်းစွာပြသနေကြောင်းသိရှိရပါသည် institution လုပ်ငန်းစဉ်သည်ညရှာတတ်ထုကို ထုတ်ယူရန်အတွက်ဓာတ်ရုပ်ပစ္စည်းကိုပိုင်များမှတက်စင်ထောင်ကုန်းများအတွင်သို့လောင်းထည့်ကြောင်းထို့နောက်ဓာတ်ရုပ်အရေးကိုကံများတဲ့သို့ပိုင်များဖြင့်ထည့်သွင်းပြီးနောက်ညရှာတတ်ထုများကိုထုတ်ယူရန်အတွက် ထပ်မံ၍ဓာတုပစ္စည်းများထပ်ပေါင်းထဲကြောင်းထိုကဲ့သို့တတုထူပေါ်မှုသည်တဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာထိခိုက်စေပြီးရေပေါ်မြေအောက်ခြေအရင်းမြင့်များကိုညှိညမ်းစေကတတုတွင်များအောက်ဘက်တွင်နေထိုင်ကြသောဒေသခံပြည်သူများ၏ချမ်းမာရေးနှင့်အတံငွေဝန်းကြောင်းမှုများကိုချိမ့်ချောင်းနေကြောင်းရှမ်းလူအခွင့်ရေးမှန်းနိုင်အဖွဲ့ကထောက်ပြထားပါသည် 2022ခုနှစ်နောက်ပိုင်းတွင်စတင်ခဲ့သောရေရှားသတ္ထုတွင်များထဲမှတစ်ခုမှာမိုင်းပေါင်မျိုးဤတောင်ဘက်3ကီလိုမီတာအကွာလေယာဉ်များကိုဖျက်တမ်းကမြို့တလျှောက်မြောက်ဘက်သို့စီးစင်းနေသောဖိုင်ချောင်းပေးတွင်တရှိကြောင်း ဤချောင်းနှင့်အနီးနားရှိမြေအောက်ရေများညဉ့်ညမ်းသွားနိုင်ခွင့်ရှိပြီးထောင်ပေါင်းများစွာသောမြို့နေလူတို့၏ကျန်းမာရေးကိုချိန်ချောက်နေသည်ဟုရှမ်းလူအခွင့်ရေးမှန်းနိုင်ဖွဲ့ကသတိပေးပါသည်။၂024ခုနှစ်စက်တင်ဘာလတိုင်ဖုန်းမုန်တိုင်းရာခီကြောင့်မိုးကြီးကေစင်ကမိုင်းပေါင်မြို့လေတစ်ခုလုံးမှာပတ်ဝန်းကျင်တောင်တန်းများမှာထောင်ကျရေများစီးဆင်းလာမှုကြောင့်မကြုံစပူရေကြီးမှုတံကိုခန်းစားခဲ့ရကြောင်း သုံးပေကံအထိထွန်းမှုခဲ့သောရေများမှာအနည်းရှိမြေရှားတက်ထုတွေများမှာအစိတ်အတောင်များဖြင့်ညဉ့်ဉန်းနေပွဲရှိပြီးသုံးရက်အကြာမှသာရေများကြာဆင်းသွားခဲ့ကြောင်းသိရပါသည်။မိုင်းပေါက်ဒေသရှိတက်ထုတွေများသည်အရှေ့ပိုင်းရှမ်းပြည်အကြီးအကဲမြေဝန်းနှစ်ခုဖြစ်သည့်တန်လွင်မြင့်နှင့်မဲခေါင်မြေဝန်းတို့အကြားတွင်တည်ရှိကြောင်း တတူတွင်မြောက်မှရေများသည့်အနောက်ဘက်သို့စီးဆင်းပြီးရှမ်းပြည်နယ်ရှိတန်လွင်မြင်းနှင့်ဆက်သွယ်သောခါမြစ်ထဲသို့စီးဝင်ခြင်းသို့မဟုတ်အရှိဘက်သို့စီးဆင်းပြီးရှမ်းပြည်လာအိုနယ်စပ်တွင်မဲခေါင်မြစ်ထဲသို့ဝင်ရောက်သောလွင်မြစ်ထဲသို့စီးဝင်ပါသည်ထို့ကြောင့်တတူတွင်မြောက်မှလာသောညဉ့်ဉန်းရေများသည့်ထိရောက်နိုင်ငံကိုထိခိုက်မှုမရှိကြောင်းသိရသည် မိုင်ပေါရှိမြေရှားတပ်ထုတူဖော်ရေးလုပ်ငန်းများတင်မှာတက်ခုများ2021ခုနှစ်နိုဝင်ဘာလစစ်ကောင်စီကထုတ်ပြန်ခဲ့သောတရားဝင်တပ်ထုတူဖော်ခွင့်ပြုစာရင်းတွင်ပါဝင်ခြင်းမရှိကြောင်းထို့ကြောင့် UWSA နှင့်တရုတ်နိုင်ငံအကြားဒေသတွင်းသဘောတူညီချက်ဖြင့်တရုတ်ကြောတောက်နောက်ခံဖြူသည့်တပ်ထုတူဖော်ရေးကုမ္ပဏီများကစစ်ကောင်စီပါဝင်ခြင်းမရှိဘဲမြေရှားတပ်ထုများကိုတူဖော်ပြီး တရုတ်နယ်စပ်ဖြတ်ကျော်တည်ယူပို့ဆောင်ခွင့်ပြုထားသည့်မှာရှင်းလင်းကြောင်းရှမ်းလူခွင့်ရေးမှန်းနိုင်အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ထို့ရာတွင်တူဖို့ရရှိသည့်တပ်ထုများကိုစစ်ကောင်စီထိန်းချုပ်ထားသော စစ်စေးရေးကိညာမှတက်စေဖြတ်တန်းပြီးမှသာတင်ပို့ခွင့်ရရှိကြောင်းမိုင်းဆက်တောင်ပိုင်းမိုင်းဝန်းရှိခုံမြင့်အနီးမှာမြေရှားတပ်ထုတူဖို့ရေးလုပ်ငန်းမှာစစ်ကောင်စီဤခွင့်ပြုချက်နှင့်ပါဝင်ပတ်သက်မှုဖြင့်လှုပ်ဆောင်နေခြင်းမှာဖေးချကြောင်းသိရပါတယ်။ မိုင်းပေါက်သည် UWSAE မြောက်ပိုင်းနိုင်ငံရှိဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး UWSAE မြို့တော်ဖန်ဆန်းဤအရှိတောင်ဘက်25ကီလိုမီတာခန့်အကွာတွင်တည်ရှိကြောင်းရှခင်ကလာဟုနှင့်ရှမ်းလူမျိုးများအ धिक နေထိုင်သောစိုက်ပျိုးရေးကုန်သွယ်ရေးရွာငယ်လေးဖြစ်ခဲ့တော်လေလွန်ခဲ့သော10နှစ်အတွင်းတရုတ်ရင်းနှီးမြှုပ်နှံမှုကြောင့်အထက်မြင့်အဆောက်အုံများစွာရှိသည့်မြို့ပြဧရိယာအတူဖွံ့ဖြိုးရေးဆောင်အဖြစ်လုံးဝပြောင်းလဲသွားခဲ့ကြောင်းသိရပါသည်။ SHRF အစီရင်ခံစာဤ Trough in Hell အရမိုင်းပေါက်သည်2023ခုနှစ်နောက်ပိုင်းတွင်တရုတ်နိုင်ငံကရှမ်းတရုတ်နယ်စပ်တခြားငွေလိမ်ကိုင်းလုပ်ငန်းများကိုနှိမ်နှင်းခြင်းမပြုမီ UWSA နယ်မြေရှိအ धिक စိုက်ဖောင်ငွေလိမ်လုပ်ငန်းဗဟုချက်များထဲမှတစ်ခုဖြစ်ခဲ့ကြောင်းသိရှိရသည်ဆလပီချင်းတော်လန်ရေလက်နက်ကိုင်အားလုံးစူးစီးညီညွတ်စွာဖြင့်ဘုံရန်သူစစ်ကောင်စီကိုတော်လန်တိုက်ထုတ်ရန်ချင်းတပ်ဖွဲ့၁၈ခုကပူးရဲကျင်ညာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ချင်းတော်လန်ရေလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးစည်းလုံးညီညွတ်စွာစုဖွဲ့ပြီးပုံရံသူစစ်ကောင်စီကိုတော်လန်တိုက်ထုတ်ရန်ချင်းတော်လန်ရေတပ်ဖွဲ့၁၈ခုကယမန်နေ့ဇွန်လ၁၉ရက်နေ့က ဖိုးရဲကြေညာလိုက်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့တွင်အကြမ်းဖက်စစ်တပ်မှပြည်သူအာဏာကိုလူယူသိမ်းပိုက်သောကြောင့်ပြည်သူလူထုတို့မှဦးဆောင်သည့်နှွေဦးတော်လည်ရေးဤအနိမဘန်းနိုင်ဖြစ်သောအကြမ်းဖက်စစ်တပ်အမြင့်ပြတ်ချုပ်ငင်းရေးစစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေးမိမိတို့နိုင်ငံလူမျိုးကိုကာကွယ်ရက်နှင့်ကိုပိုင်ကြထမ်းခွင့်အပြည့်အဝရှိသောချင်းပြည်တိဆောက်ရေးတို့အတွက်ပေါက်ဖွာလာသည့်ချင်းတော်လည်ရေးအဖွဲ့များအလုံးကိုလေးစားဂုဏ်ပြုပါကြောင်းချင်းတပ်ဖွဲ့များ၏စူပေါင်းကြေညာချက်တွင်ဖော်ပြထား ားသည်လရှိချင်းပြည်အတွင်ချင်းတော်လန်ရေလက်နက်ကိုင်အဖွဲ့အစည်းများအကြားမကြခနာအချင်းချင်းပူတိုင်းမှုဖြစ်ခြင်းအငင်းပွားမှုများတွင်လက်နက်ဖြင့်ဖြည့်ရှင်းအပြေရှာရန်ကြိုးပမ်းခြင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပြည်သူများအကြားစီးလုံးညီညွတ်မှုအားနည်းလာခြင်းတို့သည်ပြည်သူတော်လန်ရေခရီးအား နှောက်နှေးမိမ့်မိန်သွားစေနိုင်သည့်အပြင်ချင်းလူမျိုးများ၏တော်လရဲရီမှန်းချက်ပန်းနိုင်လဲကြရှုံးသွားနိုင်ကြောင်းအတည်ပြုထားသည်တို့ဖြစ်ပါ၍နှွေဦးတော်လရဲလက်နက်ကိုင်အခြေချင်းများအကြားလေးစားမှုရှိပြီးချင်းတမျိုးသားလုံးစီးလုံးမြညူ၏အတွက်အငြင်းနှံ့ညှော်လင့်လျက်ရှိကြောင်းချင်းနှွေဦးတော်လရဲလက်နက်ကိုင်အဖွဲ့၁၈ခုကဆိုသည် ထို့ကြောင့်အချင်းချင်းအကြားနားလည်မှုတွေမှာစေသောအပြောဆိုနှင့်အပြုမှုများအလုံးကိုရှောင်ရှား၍ဘုံရန်သူကိုသာပထမဦးစားပေးထော်လန်တိုက်ပွဲဆင်ကြရနှင့်ချင်းပြည်အတွင်ရှိနေမြေဒေသမျိုးနွယ်စုအရေးများကိုထော်လရေးကာလအလွန်တွင် နိုင်ငံရေးနည်းလမ်းဖြင့်သာအပြေရှားကြရန်ဖိတ်ခေါ်သည်ချင်းတော်လင်ရေလက်နက်ကိုင်အဖွဲ့အစည်းများအလုံးစီးလုံးညညစွာစုဖွဲ့ပြီးဘုံရန်သူကို တော်လန်တိုက်ထုတ်ရန်ချင်းလူမျိုးနှင့်ပိုင်နက်နေမည်များကိုခုခံကာကွယ်စောင့်ရှောက်ကြရန်နှင့်ချင်းအမျိုးသားစီးလုံးညညရေးချင်းပြည်တည်ဆောက်ရေးအတွက်ချင်းပြည်သူလူထုနှင့်အတူစွန်းစန်းတမန်ကြိုးပမ်းဆောင်ရွက်ကြရန်အစဉ်အသင့်ရှိကြောင်းချင်းတော်လင်ရေအဖွဲ့၁၈ခုကပူးရဲထုတ်ပြန်ကြေညာထားပါသည်